လောကမှာလူတွေပြောလို့ရှိကြတယ်။အေးမိကောင်းဆွေကောင်းဆိုတာရှိဖို့လိုတယ်ဆိုတာအတိမပြုတ်ကြ။သို့တော့မိကောင်းဆွေကောင်းဆိုတာဘယ်လိုပုဂ္ဂိုလ်မျိုးဟာမိကောင်းဆွေကောင်းလဲ။မိကောင်းဆွေကောင်းရဲ့အသေးွယ်ကိုဖော်ထုတ်တဲ့အခါမှာကြတော့လွဲချော်မှုတွေရှိကောင်းရှိနေတယ်နော်။သို့မဟုတ် မိကောင်းစိတ်ကောင်းကိုတရုပ်ဖော်တဲ့အခါမှာမပြည့်မစုံဖြစ်တာမျိုးတွေလည်းရှိနိုင်တယ်မိကောင်းစိတ်ကောင်းလိုအပ်တယ်ဆိုတာတော့လူတိုင်းလက်ခံတယ်ဘယ်ပုဂ္ဂိုလ်မျိုးဟာမိကောင်းစိတ်ကောင်းလဲဆိုတာကြတော့အသိနိုင်ကြဘူးပေါ့မိကောင်းစိတ်ကောင်းလိုအပ်တာဘယ်အတိုင်းအထာအထိလိုအပ်တယ်လဲလို့ မြတ်စွာဘုရားသခင်ကိုရောမြတ်ဟောကြားတော်မူခဲ့တဲ့ဒေသနာတော်တွေတဲကိုလေ့လာကြည့်မယ်ဆိုလို့ရှိရင်ဘဝကြီးပွားရေးအတွက်လည်းမိကောင်းဆွေကောင်းလိုအပ်တာပဲ။တဏှာဝကလွတ်မြောက်ဖို့နိဗ္ဗာန်ချမ်းသာကိုမျက်မှောက်ပြုဖို့ဆိုတဲ့နေရာမှာလည်းမိကောင်းဆွေကောင်းလိုအပ်တာပဲ။လောကီရေးကိစ္စဖြစ်ဖြစ်လောကုတ္တရာရေးကိစ္စဖြစ်ဖြစ် မေကောင်းစရိဟောင်းဟာအမတန်မှအရေးကြီးတဲ့အခန်းကဏ္ဍမှာရှိတယ်။မြတ်စွာဘုရားကကြီးပွားတုတ်တဲ့ဖို့အတွက်အင်္ဂါနှစ်ချက်ပေါ်ပြထားတာရှိတယ်။လောကသံတရာနှစ်ဖြာကြီးပွားရေးအတွက်နံပါတ်1မေကောင်းစရိကောင်းရှိရတယ်။ဒါကအပြင်ဘက်ကအကြောင်းတရားလို့ခေါ်တယ်။ external condition အပြင်ဘက်ကအကြောင်းတရားနောက်တစ်ခုကယောနိသောမနတိကာရမမှန်ကန်ကန်နှလုံးသွင်းစင်တင်တတ်မှုဆိုတဲ့အကြောင်းတရားလည်းလိုအပ်တယ်အပြင်အကြောင်းတွေကဘလောက်ကောင်းကောင်းယောနိသောမနတိကာရလို့ဆိုတဲ့ internal condition မကောင်းဘူးဆိုလို့ရှိရင်လည်း ြီးပွားတုတ်တဲ့ကိုမရဘူးဘက်ဆုံးလိုအပ်တယ်လို့မြတ်စွာဘုရားနေရာတိုင်းနေရာတိုင်းမှာမြတ်စွာဘုရားအကြောင်းကိုနှစ်ခုနှစ်ခုဟောလို့ရှိပါတယ်သိချာတတိထားခြင်း external condition နဲ့ internal condition အပြင်ဘက်ကအကြောင်းတရားအတွင်းကအကြောင်းတရားအတွင်းနဲ့အပြင်ဒီနှစ်ခုပေါင်းစပ်ပြီးတော့မှ ထုတ်လုပ်လို့ရတယ်ဒါအတိတ်သဘာဝကြတယ်ပဲလောကလည်းဒီတိုင်းပဲလေအဲ့တော့နိဗ္ဗာန်ချမ်းသာလို့အလွန်လလန်းမမီတဲ့တဏှာဟုတ်ကလွတ်မြောက်တဲ့ချမ်းသာဒုက္ခမျိုးတောင်ကလျာဏမိတ်တဟာအရေးကြီးသေးတယ်ဒါလောက်အရေးပါတဲ့ကိစ္စတောင်ကလျာဏမိတ်တပါရသေးတယ်သမန်လောကီရေကိစ္စတွေမှာလည်းပဲကလျာဏမိတ်တာအကျိုးပြုမယ်ဆိုတာအမတ္တမထင်ရှားတယ်ပေါ့ ဒါကြောင့်မလို့မိတ်ကောင်းဆွေကောင်းသိဖို့လိုတယ်မိတ်ကောင်းဆွေကောင်းဆိုတာရှိဖို့လိုတယ်အလုံးကလက်ခံတယ်မိတ်ကောင်းဆွေကောင်းပေါင်းသိရမယ်ဆိုတာအဋ္ဌဉဏ်ရှိတဲ့လူတိုင်းကလက်ခံတယ်သို့တော့ကိုပေါင်းနေတဲ့မိတ်ဆွေကြီးတကယ်မိတ်ကောင်းလားဆွေကောင်းလားဆိုတာကြတော့လူတိုင်းမသိကြဘူးအဲ့ဒါကြတော့ မိကောင်းထင်ပြီးတော့ပေါင်းသင်းဆက်ဆံနေကြတာတွေအများကြီးရှိတယ်နော်မိကောင်းဆွေကောင်းမဟုတ်ဘူးသို့တော့ကိုယ်ကမိကောင်းဆွေကောင်းထင်နေမိတ်ဆွေဆိုတာအာချီးတဲ့မိရအကြောင်းတစ်ခုလို့ဥပတိတယပစ္စယောဆိုပြီးတော့မြတ်စွာဘုရားကဟောထားတာရှိတယ်အာချီးတဲ့မိရတစ်ခုပဲ ကောင်းပြီမိကောင်းဆွေကောင်းဆိုတာတွေနဲ့ပတ်သက်ပြီးတော့မြတ်စွာဘုရားကအင်္ဂုတ္တရနိကေမှာမိတ္တသုတ်ဆိုပြီးတော့ဟောထားတယ်ရှင်အဲ့ဒီတည်းမှာပေါင်းတင်တိုက်တဲ့မိတ်ဆွေတဲ့မိကောင်းရဲ့တွင်ပြင်လက္ခဏာမိကောင်းဆိုတာလူစိုးလူကောင်းဆိုတာရုပ်ကြည်ုံနဲ့သိပါအပေါ်ယံကြည်ုံနဲ့တော့မသိဘူး ဒါကြောင့်ငငယ်တော့ပြောကြတယ်မင်းလူဆိုးဆိုတာဂျိုနဲ့မှမဟုတ်တာပဲသိတယ်နော်ဂျိုပေါက်နေရင်တော့သိရင်သိမှာပေါ့အဲ့ဒါကြောင့်မလို့လူမြင်ယုံနဲ့ဒီလူကလူကောင်းလားလူဆိုးလားလို့သိလို့မရဘာနဲ့သိရတော့ဆိုသူ့ရဲ့လုံရက်ပုံမှန်မှုပြီးတော့မူတည်ပြီးတော့သိရတယ်သူလုံတဲ့လုံရက်တွေကိုကြည့်ပြီးတော့ဒီလူကလူကောင်းလားလူဆိုးလားဆိုတော့ခွဲခြားသိတယ် ဲ့တော့မိကောင်းဆွေကောင်းနဲ့ပတ်သက်ပြီးတော့အကဲခတ်လို့ရတဲ့အခြေအနေလေးတွေကိုမြတ်စွာဘုရားဟောထားတာရှိတယ်။နံပါတ်၁ကဘာလို့ဆိုရင်ဒုဋ္ဌတံတဒါတိပြင်းနိုင်ခဲ့တဲ့အရာကိုကို့မှအကူအညီလိုနေလို့ပြင်းနိုင်ခဲ့တဲ့အရာကိုပဲစွန့်လွတ်ပြီးတော့ပေးထားလို့ရှိရင်ဒါမိကောင်းဆွေကောင်းပဲ။ဒုက္ကရံကရောတိ တဏ္ဍပုဂ္ဂိုလ်တွေလုံဖို့မလွယ်ဘူးလုံနိုင်ခဲ့တဲ့အရာကိုပဲလုတ်ပြီးတယ်ဆိုလို့ရှိရင်မိကောင်းဆွေကောင်းပဲဒါတော့ဘလောက်ခဲရင်းနေဆိုတာတော့အတိုင်းအတာတစ်ခုရှိတာပေါ့နော်နောက်တစ်ခုကဒုက္ခမံခမတိတကယ်သီးခံနိုင်ခဲ့တဲ့အရာတဏ္ဍပုဂ္ဂိုလ်တွေသီးခံနိုင်ဘူးသီးခံနိုင်ခဲ့တဲ့အရာကိုပဲသီးခံတတ်တယ်ဆိုလို့ရှိရင်ဒါမိကောင်းဆွေကောင်းတယ် မိကောင်းဆွေကောင်းနဲ့ပတ်သက်ပြီးတော့ဒီလိုမိတ္တသုတ်မှာမြတ်စွာဘုရားအင်္ဂါရက်ကလေးတွေကိုထုတ်ပြီးတော့ဟောတာနောက်ဒုက္ခရောက်လာတဲ့အခါမှာစွန့်ပစ်ပြီးတော့မသွားဘူးအဲ့ဒါလည်းမိကောင်းဆွေကောင်းပဲအခုလောကမှာအများဆုံးကຢာရူးလေးရှိရင်ပေါင်းကြတယ် ပိုက်ဆံလေးရှိရင်ပေါင်းရတယ်။ရှားလူလည်းကြာသွားရောမမြင်ញောင်ဆောင်။ဆင်းရဲမွဲတေဒေဝလီခံသွားတာနဲ့တပြိုင်နက်မမြင်ញောင်ဆောင်။ဟုတ်ကဲ့လား။အဲ့ဒီအနေထားမျိုးဆိုတော့လူများစုကိုပြောတာပါ။အများစုသည်ရှားလူကိုပေါင်း။အများစုသည်ငွေကြေးဒဏ်ကိုပေါင်း။ ော်ဒီပုံစံမျိုးဖြစ်တယ်ပေါ့ဒါလောကကြီးရဲ့သဘာဝကထိတိုင်းပဲเนาะအဲ့တော့မိကောင်းဆွေကောင်းဖြစ်ဖို့ရဆိုအမြဲတမ်းအရေးကြီးကိုယ်တိုင်ကလည်းမိကောင်းဆွေကောင်းဖြစ်အာဘဒာတုနဝိသဟတိဒုက္ခရောက်နေတဲ့အချိန်မှာစွန့်ပြီးမသွားဘူးတဲ့အဲ့ဒါမိကောင်းဆွေကောင်းလို့ပြောတယ်ငယ်ငယ်တုန်းကပုံမြင်လေးတခုဖတ်ရတယ် အမှန်တမ်းမှမှတ်သားစရာကောင်းတဲ့ပုံမြင်အင်္ဂလိပ်လိုရေးထားတဲ့စာအုပ်ထဲကပုံမြင်လေးတစ်ခုတကယ်ချင်းနှစ်ယောက်တောအုပ်ကြီးတစ်ခုကိုဖြတ်တန်းသွားတယောက်ကတဏှတ်ပါလက်နဲ့ပါတယ်တယောက်ကမပါဘူးတဏှတ်ပါတဲ့လူကဘာပြောဒီနေရာမှာဆင်မဲ့တွေ့တွေ့ကြားမဲ့တွေ့တွေ့ ဘာကောင်းမဲတွေ့တွေ့ဟောငါကာကွယ်နိုင်တယ်ဟောဘယ်ကောင်မှမကြောက်ဘူးသူကအဲ့လိုပြောပြောလို့မှမဆုံးသေးဘူးလမ်းခွေတခွေကဝက်ဝန်ကြီးရဲ့ဘွားကနေပေါ်လာအဲ့ဒီချိန်မှာဘာလုပ်တုံးဆိုတော့သူတငယ်ချင်းကဘာလက်နဲ့မှမပါရှာဘူးသူကတဏှာကြီးနဲ့ဝက်ဝန်ကြီးနဲ့တွေ့လိုက်ရောမင်းသားကတစ်ပင်ပေါ်တက်ပြေးပါလိမ့်ရော လက်နဲ့မပါတဲ့ကောင်ဒီတိုင်းပြစ်ထားတယ်နော်လက်နဲ့မပါတဲ့ကောင်ဒီတိုင်းပြစ်ထားတယ်ကိုလူယုံပြီးထွက်ပြေးသွားတယ်တဏ္ဍနဲ့မကာွယ်တယ်ပြောလို့မှအတန်မတိတ်သေးဘူးဝဲဝံနဲ့ပဲပဲမှတွေ့တိတ်လို့မရတဲ့အနေအထားမျိုးမှာကာရယုတ်ခနဲ့ဆိုသူကအရင်မြင်တာဟိုလူကမမြင်ဘူးသူတငယ်ချင်းတတိတောင်မပေဘူးဆိုယုတ်ခနဲ့ထွက်ပြေးသွားတယ်တကယ်ချင်းလုပ်တဲ့လူကတိမ့်ဖို့အချိန်မရတော့ဘူး အဲ့တော့သူ့အသက်ကိုသူကာကွယ်တဲ့အနေနဲ့လဲပြီးတော့အိတ်လိုက်ပြီးတော့အသက်မရှိအောင်ချုပ်ပြီးအသေးကောင်းရောဆောင်းပြီးတော့နေလိုက်ရတယ်ပြေးဖို့ကအချိန်မရလိုက်အဲ့ဒီအချိန်မှာဝက်ဝင်ကြီးကအနန္တလာပြီးတော့ခေါင်းကိုရှာနေရတဲ့ဟိုနန်းဒီနန်းလောက်တော့အဲ့ဒါမလှုပ်ရဲဘူးအသက်လည်းမရှူရဲဘူးငြိမ့်နေရတယ် လှုပ်လိုက်ရင်တော့ကြိုက်တော့မှသိချာတယ်။အဲ့ဒီလိုငြိမ်းနေတဲ့အခါကျတော့ဝဲဝံကြီးကလက်နဲ့ဟိုဘက်ကပုတ်ကြည့်ဒီဘက်ကပုတ်ကြည့်အသေးကြီးပဲဆိုပြီးတော့ဝဲဝံကြီးကသူ့လမ်းသူ့လျှောက်သွားဝဲဝံကြီးတကယ်ကွယ်သွားပြီဆိုတော့မှဟိုတဏှတ်နဲ့ကောင်ကတိပ္ပမောင်ကနေဆင်းလာတယ်ဆင်းလာပြီးတော့တငယ်ချင်းတငယ်ချင်းမင်းဝဲဝံကြီးအတူ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 နဲ့ဘာပြောသွားတာတော့ ဘာပြောသွားတာလို့ဆိုတော့ဟိုလူကပြောတယ်။အေးဝဲဝင်ကြီးကငါနာနာကပြောသွားတာလို့မိတ်ဆွေတငယ်ချင်းမပီးသားတဲ့အကောင်မျိုးနောက်ဘယ်တော့မှမပေါင်းနဲ့လို့ပြောသွားတာ။အဲ့ဒါလို့ပြောသွားတယ်။အရေးကြုံလာပြီးတော့နှစ်ဦးပေါင်းပူးပေါင်းပြီးတော့ခုခံမယ်မရှိပဲနဲ့အဲ့ဒီလိုကိုလူယုံသွားတဲ့အကောင်မျိုးဘယ်တော့မှမပေါင်းနဲ့လူဝဲဝင်ကြီးကသူ့မှားသွားတယ်လို့ပြောတတ်တယ် ။အနုမတ္တဆရာကောင်းတဲ့ဟာ။အဲ့ဒါကိုပြောတာအာပရာတုနာဆိုင်တဲ့ဒုက္ခကြုံလာတဲ့ကောင်ဆွန့်ပြီးတော့သွားတာမျိုးဖြစ်ရဘူးတဲ့။မေတ္တာမိတ်ကောင်းဆွေကောင်း။ဒါဘုရားဟောထားတဲ့ထဲကမိတ်ကောင်းဆွေကောင်းတခုပဲ။ဆိုမြတ်စွာဘုရားပေါင်းရမယ့်ပုဂ္ဂိုလ်တွေကိုဟောထားတာရှိ။သူဟထမိတ္တတကယ်ကိုစိတ်ရင်းနှလုံးရင်းကနေကောင်းတဲ့ပုဂ္ဂိုလ်မျိုးသူဟထ ကောင်းစိတ်နှလုံးကောင်းရှိတဲ့ပုဂ္ဂိုလ်သူဟတ္တလို့ခေါ်တယ်။စိတ်နှလုံးကောင်းရှိတဲ့မိတ်ဆွေအားလုံး။နံပါတ်၁ကဥပการะမိတ်ဆွေတဲ့။ကျေးဇူးပြုတတ်တဲ့မိတ်ဆွေ။ကိုယ့်ရဲ့အပေါင်းအသင်းတယောက်ဟာဆိုပါစို့အယက်သေးစားတောက်ပြီးမူးမေ့နေရင်တောင်မှပဲ။အယက်မူးပြေသည့်ထိအောင်သူအန္တရာယ်မဖြစ်အောင်ဆောင်းလျှောက်ပေးတယ်တဲ့။ဟော။မကောင်းတာလုပ်တာတောင်ဆောင်းလျှောက်ပေးတာနော်။ ိတ်ကောင်းဆွေကောင်းကအဲ့လိုသူပစ္စည်းတွေအထိမ့်သိမ့်မရှိဘူးဆိုလို့ချင်းမြင်တာနဲ့သိမ့်ပေးတယ်၊ကုညီပေးတယ်။ဟောအဲ့ဒီပုဂ္ဂိုလ်မျိုးကဥပက္ခာကျေစုပြုတဲ့ပုဂ္ဂိုလ်မျိုး။တစုံတစ်ခုဘေးရန်ကြုံလို့ကိုမိတ်ဆွေကိုပေါင်းတဲ့ပုဂ္ဂိုလ်တရားမှာသိကြောက်လန့်နေလို့ရှိရင်လည်းအာပိစကားပြောတယ်။ကိစ္စရှိလို့ရှိရင်လည်းဝိုင်းကူပြီးတော့ဆောင်ရက်တယ်။ ငွေကြီးတဲ့နလူရာကစပြီးတော့အကူအညီထောက်ပံ့ပေးတယ်။အဲ့ဒီလိုမိတ်ဆွေမျိုးကြတော့ဥပကာရမိတ်ဆွေမိတ်ဆွေစစ်ပါတဲ့။ဒါလောကကြီးပွားရေးအတွက်အဲ့ဒီလိုပုံကူမျိုးပေါင်းသင်ရမယ်တဲ့။နောက်မိတ်ဆွေတခုကဘာလို့ဆိုတမာနဒုက္ခဒုက္ခတမာနဆိုတာတူညီသောဒုက္ခဒုက္ခချမ်းသာဆင်းရဲချမ်းသာလည်းအတူတူပဲဆင်းရဲလည်းအတူတူပဲနော် အဲ့ဒါလို့တူညီတဲ့စိတ်ထားရှိတဲ့မိတ်ဆွေအေးခုခေတ်ပြောကြရမလို့လားအေးအတူပူအမြနော်အေးအတူပူအမြချမ်းသာရင်လည်းတို့အတူတူပဲဆင်းရဲရင်လည်းအတူတူပဲမခွဲမခွာတူတူအကျိုးပြုပြီးတော့နေကြတဲ့မိတ်ဆွေမျိုးတွေကိုတမာလဒုက္ခဒုက္ခလို့ခေါ်တယ်အဲ့ဒီမိတ်ဆွေမျိုးကကိုယ့်ရဲ့လျှိုးဝှက်ချက်ကိုလည်းပဲ အဲ့ဒီပုံကမျိုးကိုပြောတယ်ကိုယ့်ရဲ့လှေဥဝက်ချက်တခါတလေလှေဥဝက်ချက်ဆိုတာသူကနှုတ်ထဲကထုတ်မပြောရလို့ရှိရင်မနေနိုင်တော့အောင်ဖြစ်တယ်အဲ့တော့ထုတ်ပြောရမှာဆိုလို့ရှိရင်အဲ့ဒီလိုမိတ်ဆွေမျိုးမှပြောတဲ့နေပုံသူ့ရဲ့လှေဥဝက်ချက်ကြတော့လေလှေဥဝက်ပြီးတော့ပေးတယ်အပြင်ကိုမပေါ့ချအောင်ထိမ့်ပေးတယ်ပုံဒုက္ခကြုံလာလို့ရှိရင်လည်းစွန့်ပြီးတော့မသွားဘူး ခုနကဝက်ဝင်ကြီးကမှားသွားတဲ့ပုံကဒီလိုလူမျိုးမပေါင်းနဲ့ဆိုတာဒုက္ခကြုံလာလို့ရှင်စွန့်ပစ်သွားတဲ့ပုံကမျိုးမဖြစ်ရဘူးတဲ့နောက်ကိစ္စဝိစ္စတွေ့လာလို့ရှင်ကိုကိုတိုင်းကအသက်ဆွန့်ပြီးတော့ကာဝယ်ပေးတယ်နော်အဲ့ဒီမိတ်ဆွေမျိုးကတော့တမာနာဒုက္ခဒုက္ခမိတ်ဆွေလို့ခေါ်တယ်နောက်မိတ်ဆွေတကူကပါတော့ဆိုရင်အထက်ခါကြီးအကျိုးစီးပွားကိုဟောပြောပြတာတဲ့မိတ်ဆွေကြီး ဆရာသမားလိုမိတ်ဆွေမိတ်ကောင်းဆွေပေါ့အဲ့ဒီပုဂ္ဂိုလ်ကြတော့ကိုယ့်ရဲ့မိတ်ဆွေတယောက်ဟာမကောင်းတာလုပ်နေလို့ရှင်ဟာမလုပ်နဲ့မလုပ်နဲ့တားတယ်မရရအောင်တားတယ်ကောင်းတာလုပ်ဖို့အတွက်လည်းပဲသူကအားပေးတယ်တိုက်တွန်းတယ်အထက်ခါကြီးမိတ်ဆွေအသေးစမ်းနေဟောပြောပေးတယ်ကောင်းရပုံကိုရအောင်ပြောပေးတယ်အထက်ခါကြီးနောက်ဆုံးမိတ်ဆွေတခုကတော့ဘာလို့ဆိုရင်အနုကံပကအဲ့ တဏှာဆောင်းလျှောက်တတ်တဲ့မိတ်ဆွေတဲ့တဏှာဆောင်းလျှောက်တတ်တယ်ဆိုတာကိုယ်မိတ်ဆွေအပေါင်းအသင်းတယောက်ပျက်စီးနေပြီဆိုရင်စိတ်ထဲမှာဝမ်းသာလူတွေကတစ်ဖက်သားပျက်စီးရင်ချိန်ပြီးဝမ်းသာတတ်တယ်နော်ပါဇက်ကသာဝမ်းသာဘူးပြောပြီးမယ်ချိန်ပြီးဝမ်းသာတတ်တယ်အေးကြီးပွားတိုးတက်နေရင်လည်းတကယ်ကြိုက်တယ်ပေါ့နှစ်သက်တယ်ဆိုလိုတာကအိတ်တာမရှိဘူးမစ္စရိယမရှိဘူးမုဒိတာရှိတယ်လို့ဒီလိုပြောတာ ကိုမိတ်ဆွေရဲ့အပြစ်ကိုတစ်ဖက်သားကပြောလို့ရှိရင်မပြောဖို့တားတယ်။ကိုမိတ်ဆွေတယောက်ကကိုအဲကိုရဲ့မိတ်ဆွေရဲ့ဂုဏ်ကျေးဇူးတကားကိုပြောတယ်ဆိုရင်ဖြစ်ဆက်ပြီးတော့သူကပြောပေးတယ်။ဒီလိုတချို့ကြတော့ချီးမွမ်းစကားပြောလို့ရှိရင်မကြိုက်နိုင်ဘူး။မကြိုက်နိုင်တဲ့အခါကျတော့မင်းတိတာကဒါလေးကိုကမင်းမသိတာလေးရှိသေးတယ်လို့ဘာလို့လူညာလူလူနဲ့ထဲလိုက်သေးတာပဲ။ အဲ့တော့မိတ်ဆွေစစ်ဆိုတာမျိုးကြတော့တကယ်ကိုဒီကိုယ့်ရဲ့မိတ်ဆွေပေါ်မှာတနာဆောင်လျှောက်တတ်တယ်။ဟောပေါင်းလိုက်တဲ့အခါကျတော့ဥပက္ကာရလို့ခေါ်တဲ့ကျေးဇူးပြုတတ်တဲ့မိတ်ဆွေတမာနဒုက္ခဒုက္ခဆိုရင်အေးပူအေးအတူပူအမြဆိုရင်မိတ်ဆွေတွေအထက်ခိုင်းကောင်းကျိုးချမ်းသာတွေကိုဟောပြောပေးတတ်တဲ့မိတ်ဆွေအနုကမ္မကတနာဆောင်လျှောက်တတ်တဲ့မိတ်ဆွေတဲ့အဲ့ဒီမိတ်ဆွေမျိုးဟာ တကယ်မိကောင်းဆွေကောင်းဖြစ်ပါလေမိမိကိုယ်တိုင်ကလည်းအဲ့ဒီလိုမိကောင်းဆွေကောင်းဖြစ်ဖို့ကြင်ကြံကြိုးကိုအားထုတ်ကြရမှာဖြစ်ပါတယ်ကိုပေါင်းတဲ့မိဆွေတွေကလည်းအဲ့ဒီလိုမိဆွေမျိုးဖြစ်တင်ပါတယ်လို့ဒါကြောင့်မို့ဒီကနေ့ညဘုရားမြတ်စွာဟောကြားတော်မူခဲ့တဲ့ဒေသနာတော်တွေတဲကနေပြီးတော့မိဆွေအတုဆိုတာဘာလဲမိဆွေအစ်စ်ဆိုတာဘာလဲမိကောင်းဆွေကောင်းဆိုတာဘာလဲ လောကမှာပေါင်းသင်းဆက်ဆံရေးတန်ရာကြီးပွားရေးပဲဖြစ်စေ လောကကြီးပွားရေးပဲဖြစ်စေတရားဓမ္မနဲ့ပတ်သက်တဲ့ကြီးပွားရေးပဲဖြစ်စေမိษွေကောင်းနဲ့မိကောင်းဆွေကောင်းနဲ့ကင်းပြီးတော့မကြီးပွားမတိုးတက်နိုင်ဘူးဒါကြောင့်မိကောင်းဆွေကောင်းဆိုတာအမတန်မှလိုအပ်တယ်အင်အားကြီးလာတဲ့ external condition အပြင်ကအကြောင်းတရားဖြစ်တယ်ဆိုတာလက်ခံပြီးမိကောင်းဆွေကောင်းမိမိတို့ကိုယ်တိုင်ကလည်းအများရဲ့မိကောင်းဆွေကောင်းဖြစ်အောင်ကြိုးစားကြဖို့ မိမိတို့ပေါင်းတဲ့နဲ့ပုဂ္ဂိုလ်လည်းပဲတကယ်မိတ်ဆွေကောင်းနေဖြစ်ဖို့ဆိုတာအာယုံထားပြီးတော့ရှင်းကြံကြိုးကုပ်အားထုတ်နိုင်ကြပါစေကုန်သတည်း